ခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့မန္တလေးမြို့က Sky Villa Condo မှာဖြစ်ပါတယ်။ဒီ Condo ကဆက်ထက်ထက်ရှိတာဖြစ်ပြီးတော့အခုမြေရအတိုင်းဆိုရင်ဒါ6ဓာတ်6ဓာတ်ပေါ့နော်။အဲ့နေရာပဲမြေရပါလေ။ကျန်တဲ့အောက်ထပ်7ဓာတ်အောက်ပိုင်းကအကုန်လုံးပြည်ကျပြည်စီသွားခဲ့ပါပြီ။အဲအခြေအနေတွေကတော့ကျွန်တော်ဒီကလူမှုကေဆယ်ရေးတာဝန်ရှိသူတွေနဲ့မိသက်တောင်ရှိသူတချို့ကိုကျွန်တော်မေးကြည့်တဲ့အခါမှာတော့အသက်ရှင်လေးပေါ့နော်။အော်လူ90လောက်ကိုအသက်ရှင်လေးကဲထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒါပဲဖြစ်ဖြစ်ရှင်းနေမှာပေါ့။နောက်ပိုင်းမှာတော့ အာအသက်ရှင်လေးရဲ့ကဲထုတ်နိုင်တဲ့လူတွေတိတ်မတွေ့ရတော့ပါဘူး။ဟိုအခုကျွန်တော်အခုပြောနေတဲ့အချိန်မှာပဲနှာခေါင်းထဲမှာပေါ့နော်။ဒီအနာပေါ့အနာဆူဆူဝါအနာတခုရရပါတယ်။ဒါကတော့ဒါပူကြထဲမှာပါသွားတဲ့လူတွေကပုံနဲ့လို့ကျွန်တော်ယူဆပါတယ်။အဲအခုရောက်နေတဲ့ဒီနိုင်ငံတကာကဲဆေးရေးအဖွဲ့ကတော့တရုတ်အဖွဲ့ဆိုပြောပါတယ်။ကျွန်တော်သိသလောက်တော့ဒီအဖွဲ့မှာအာစစ်ပစ္စည်းအစုံလေးနေနဲ့ full equipment တွေပါလာတာမျိုးရှိပါတယ်။အဲသူတို့အဖွဲ့ရဲ့ အစူးစမ်းအထောက်မှုကြောင့်လည်းအသက်ရှင်လျက်ကဲထုတ်နိုင်တဲ့လူတွေလက်ထပ်ပြီးတော့ရှိခဲ့ပါတယ်ကျွန်တော်တို့ local ကဒီမိသားအဖွဲ့တွေနဲ့နိုင်ငံတကာကူညီအဖွဲ့တွေပူးပေါင်းပြီးတော့ဆောင်ရွက်နေတာမျိုးလည်းရှိပါတယ်ဒီမှာအဓိကကြုံတွေ့နေရတဲ့ပြဿနာကတော့အောက်ကပေါ့နော်ဒီလူအော်ဒါနေပါလေကြားတယ်အတန်နေတော့ကြားတယ်ဒါပေမဲ့အဲ့နေရာကိုဟိုဆက်ပြီးတော့ဟိုတူးဖို့ပေါ်ဖို့အတွက်ကတော့ဒီကဲသေးအဖွဲ့တွေမှာအကဲကဲရှိတယ်ပေါ့နော်အဲပြီးခဲ့တဲ့နှစ်ရက်ကဆိုရင်တော့အတန်ကြားတဲ့အတွက်ကဲသေးတဲ့ခါမှာအဲ့လူကိုအသက် 30အရွယ်လောက်အမျိုးသမီးတယောက်ကိုအသက်ရှင်နေကဲထုတ်နိုင်ရလို့ဒီကဲသေးရေးဖွဲ့တယောက်ကတော့ကျွန်တော်ပြောပါတယ်အဒီနေ့ကတော့မနေ့ကညကတော့ဓာတ်ပေါ်တွေပေါ့နော်အလောင်းနှလောင်းထပ်ထုတ်နိုင်တယ်လို့သိရပါတယ်အခုလဲဒီမှာဒီနားမှာဓာတ်ပေါ်တွေတလောင်းရှိပါတယ်ဒါပေမဲ့အများပြည်သူကြည့်ရှုမသိတော့ဘူးအဲ့တို့တာတပတ်နဲ့ကာထားတယ်ပေါ့နော်အနားကတော့ဒီဓာတ်ပေါ်တွေနားကတော့ဒီနေ့ကနေစိုးစိုးဝါးဝါကိုရနေပါတယ်အခုအချိန်ထိတဲ့ကဲသေးရေးလုပ်သားတွေကတော့အော်ဒီပိမိနေလူတွေကိုကဲထုတ်ဖို့ ဆက်ပြီးတော့စူးစမ်းနေတော့မှာပဲဒါဒီမှာလာပြီးတော့အာအပေးကြတဲ့ဒီရဟန်းတန်ခါပိဋကတ်ကြီးလည်းအများကြီးပဲဒီမှာတောက်ရည်တန်းကြီးလာလူတယ်အဲဟိုစားစရာတောက်စရာတွေလာပေးတယ်ပေါ့နော်ဆိုတော့နေရာတိုင်းကလူတွေကဒီမှာ volunteer ပေါ့နော်လာပြီးလုပ်ပြီးလို့ရှိရင်ဒီကွန်ကြီးကယ်ဆယ်ကြီးလုပ်နေတာမျိုးတွေလည်းတွေ့ရပါတယ်အဲပြောချင်တာကတော့ဒီဒီနေ့ချိန်ကြီးတို့ဟာဒီထဲမှာပိတ်မိနေတဲ့လူတွေအသက်ရှင်မယ်ဆိုတဲ့ညွှန်ကြားချက်နဲ့အဲကယ်ဆယ်နေတယ်တို့လုံးဝလက်မလျှော်ဘူးဆိုတာမျိုးကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ ဖုံဖုံတို့စပြီးတော့ဖြစ်တဲ့အချိန်မှာဒီကွန်လိုကြီးရပါလေစလို့ဖုံဖုံတို့ကဒီဘက်တိုင်မှန်ရှိရရှိရောစလို့တဲ့ခါကျပထမလှုပ်တော့လေတော်တော်ဦးသိန်းတော်ကလည်းအခန်းထဲမှာကိုရိုနဲ့ကရက်ကခန်းထဲမှာလေအဲ့လိုနေတဲ့ခါကျတော့ကိုရိုကြီးကအဝုံးဆုံးနဲ့အတန်ကြားလိုက်တာလှုပ်လှုပ်ချင်းလေဘုံကအတန်ကြားတဲ့ခါကျဒီ ABCD ရှိရပါဘူးလေကိုလိုကြီးကအဲ့နံပါတ် D ဆိုတော့အပိုင်းကဟုံးကအနောက်ဘက်ကဦးသင်တို့ရေခမ်းကြီးပဲလဲကြတာအဲအဲ့လိုလဲကြသွားတဲ့အချိန်မှာကိုလိုကြီးကကိုလိုဘောကလူတွေကလဲသွားတဲ့ခါကျတော့အဲ့မှာဒီ ABCD ရတော့ဘောလေသူကမလဲဘဲနဲ့အရှိတ်ဘက်ကိုရိုင်းွားပထမလှုပ်တဲ့အချိန်လေအဲ့မှာထွက်ပြေးလာကြတဲ့လူတွေအများကြီးရှိရတချို့ဆိုရင်ဟိုဘောကအစော်ဦးဘောကနေပြေးဆင်းလာပါလေပြေးဆင်းလာဦးသင်တို့ကလည်း အဲ့ဒီမှာဟုံးသူလဲလဲချင်းကသူကဖုံမုံနေမြင်တော့တယောက်နဲ့တယောက်မမြင်ရဘူးလေဟုံးသူလိုဖြစ်တဲ့ကဖုံမုံနေမြင်တော့မသိသေးဘူးနောက်ဖုံမုံနေရှင်တဲ့ချိန်ကျမှလူတွေကခုံချလာတဲ့လူတွေပါတယ်လေရှိရဲအမှန်တကယ်တယောက်သူခုံချတာသူတွေပါတယ်ဟိုလေအဲချီတော့လေသူတွေပါတယ်ရှိရဲနောက်နောက်တယောက်တခါခုံချလာသူတို့ကခုံချလာတယ်နောက်ထပ်လူတွေကြတော့ဒီကိုရိုကြီးဒီဟာလဲသွားတဲ့ခါကျတော့ အမ ABC တွေကလူတွေက A B နဲ့ C ပေါ့လေအဲ့လူတွေကနေပြီးတော့ဒီကွန်တိုဒီပေါ်မှာပဲခုံချအောင်လို့6လား9လားလေအဒီပေါ်မှာခုံချပြီးတော့ဆင်းလာတာဒီဥသိန်းတို့တောင်းမဲ့ကျောင်းဆောင်ပဲဆင်းလာတာတချို့ဆိုရင်အဲ့လိုပေါ့လေခွေးလေးတွေမပြီးတော့တော့ဆင်းလာကြပုံမှန်တချို့ကအဲ့လိုခွေးလေးတွေမပြီးပုံမှန်ဆင်းလာလို့ရှိတယ်တချို့ကတော့ဒီဘက်ကဥသိန်းတို့ဘက်ခုံချလာတော့ထိခိုက်တဲ့အားနဲ့ဆင်းလာတဲ့ပုံကိုယ်တွေလည်းရှိရလေအဲအဲ့အဲ့ပုံကိုယ်တွေကတချို့ဆိုကလေးလေးမပြီးဆင်းလာတာ ဆင်းလာတဲ့ခါကျတော့ပြေးလာရင်လည်းဦးသိန်းစီကိုပုံပုံဒီကလေးတွေကိုကြည့်ထားပါတပိတော့မကြမ်းနေသေးလို့ပြန်တက်မယ်သူပြန်တက်မယ်ဆိုတော့အလုံးမှာပဲဟိုကွန်တိုကြီးကဒုတိယအချိန်လှုပ်လိုက်တာလေအမအမဖုန်နေနဲ့ဝေးပြီးအဲ့အချိန်ကျမှကွန်တိုကြီးကရှေ့ဘက်ရိမ့်နေတဲ့ကွန်တိုကြီးကအကုန်လုံးအိတ်ကြပြီးတော့အတောင်ဘက်ကိုစောင်းကြလာပါလေအဲ့မှာတော်သင်ဦးသိန်းတို့ကယ်ဆယ်ရေးတွေပါလေလို့တော်တော်ကယ်လိုက်ရပါတယ်အဲတက္ကမတွေရောဖွားကြီးတွေရောပေါ့လေအဲကယ်ဆယ်လိုက်ရတယ်ဦးသိန်းတို့မရတဲ့ခါကျသင်ငန်းတွေပါလေနဲ့ထုတ်ပြီးပို့ပြီးရောလေ အင်မော်လီခုအချိန်မှာဥစဉ်တို့လည်းဒီဒီဟာကြီးမြန်မြန်ပြီးဖို့အတွက်နဲ့ဟိုနောက်များများတွင်းထဲမှာအများကြီးရှိပါသေးတယ်အနည်းဆုံးရာကြုံလောက်ရှိမှာပဲတွင်းထဲမှာလေဥစဉ်တို့တကယ်အရေးကြီးတဲ့ B net C ကမဖော်ပါသေးဘူးအဲ့ B net C ကလူများဆုံးနေရာလေအဲ့လူများဆုံးနေတဲ့ B net D ကမကယ်ရသေးဘူးဒီဘက်ပိုင်းတွေကလေဥစဉ်တို့ဒီဒီဆိုတာအလုံသမားလေးတွေလိုရေကူးကန်မှနေတဲ့လူတွေလောက်ပဲရှိရောသူကနဲတယ်စပိုးဆောင်တို့တော့လေအဲ့ B net C ကြတော့လူတွေတော်တော်များတယ်ဥစဉ်တို့ အဒီဘက်မှာတိုက်မှန်နေတဲ့ကအပေါ်ကနေပြီးလမ်းနှုတ်ဆက်လူတွေအများကြီးပဲရှိရလေတချမ်းလုံးကအဲ့ B နဲ့ C နဲ့တကယ်တချမ်းလုံးဘက်ကဦးသိန်းတို့ဒီဘက်စလေးပြင်းကြီးကလဲတဲ့ခါကျဒီဘက်ရှော့လာတယ်ရှော့လာတဲ့ခါကျဒီဘက်ကလူတွေကဦးသိန်းတို့မကဲရသေးဘူးမကဲရသေးတဲ့အတွက်တန်းနိုင်ဆိုဦးသိန်းတို့ကကဲကျင်တာပေါ့လေဒါတွေပါလေပေါ့လေဒီကလေးနေနဲ့ဟယ်လီကော်ပတာကြီးနဲ့ဆွဲပြီးတော့အဲ့လိုမားမှပဲရမှာသူဒီတိုင်းဖောက်နေရင်ဦးသိန်းတို့ဟိုကြာမှာပေါ့လေကဲဆယ်ကြီးကအဲ့ဒါကြောင့်ကဲဆယ်ကြီးလည်းမြန်ဆုံးလာစီချင်တာပေါ့လေ 我等,等一下，等一下，抬过来，抬过来，走走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 走。来、啊，他们几个在那里。嗯。